ဘောင်ချံအကန့်ကြီးခုနှစ်ထိုနာသာရဖျားသခင်သည်နောအိတ်ကိုတပံမိန်တော်မူပြန်သည်ကဤကလအမျိုးတွင်တင်သည်ငါရှိ၌ဖြောင့်မတ်ကြောင်းကိုငါသိမြင်သည်ဖြစ်၍တင်းဤအိမ်သူအိမ်သားအပေါင်းတို့နှင့်တကွာတင်မောထဲသို့ဝင်ကြလော့ဝေကြီးပေါ်မှာတိလိဆန်အမျိုးမပြတ်ဆက်နေစေခြင်းကစင်ကြသောသားမျိုးတမျိုးတမျိုးတွင် အထီးမှခုနှစ်စုံစီမစင်ကြဲသောသားမျိုးတမျိုးတမျိုးတွင်လည်းအထီးမှခုနှစ်စုံစီ မောကောင်းကင်ငတ်တမျိုးတမျိုးတွင်လည်းအတီမာခုနှစ်စုံစီအတီတီတို့ကိုတန်းယူရမည်။ကြောင်းမူကားယနေ့မှစ၍ခုနှစ်ရက်စေလင်ရ40ပတ်လုံးမြေကြီးပေါ်သို့မူရစေမည်။ဘာဖန်စင်းသောတရဝအပေါင်းတို့ကိုမြေကြီးမျက်နှာပေါ်မှာငါပဲရှင်းမည်ဟုထာရဖျားမထားတော်မူလေ၏မထားတော်မူသည့်အတိုင်းလည်းနော်အေးပြုလေ၏မြေကြီးကိုရွေလမ်းမှုသောအခါနော်အေးသည်အသက်600ရှိသည်တည်း ရွေလက်မှုချင်းပေးကြောင်းနော်ဤသည်မိမိသားမိမိမယာချွေးမများနဲ့တကွာတင်မော်ထဲသို့ဝင်၍ဖျားခင်မာထားတော်မူသည့်အတိုင်းစင်ကြသောသားမစင်ကြသောသားငှက်များနဲ့မြေပေါ်မှာတွားတက်သောတိရစ္ဆာန်များတဲ့ကအထီးမအစုံတို့သည်နော်ဤနည်းတူတင်မော်ထဲသို့ဝင်ကြ၏ခနည်းစေသောအခါလွှမ်းမိုးအတော်ရည်သည့်မြေပေါ်၌ပေါ်လာ၏နော်ဤအသက်600ဆေသောနှင့်ဒုတိယလား 18ရက်နေ့တွင်ကြီးစသောနတ်နေရာရေပေါင်းရေတွင်းတို့သည်ဇီတာရှိမြောက်ကိုပယ်ရှင်၍ငိုကောင်းခင်ပြောင်းအားများကိုဖွင့်သည်ဖြင့်ရလေးဆက်ပလောမြေကြီးပေါ်မှမိုးရွာလေ၏ထိုနေ့ရက်တွင်နော်အိနီမိမိများမှဆ၍ရှေမာဟာမရာဖတ်ဒီသောနော်အိသား၃ယောက်ချွေးမ၃ယောက်တို့သည်တင်မောထဲသို့ဝင်ကြ၏တားရင်မျိုးတားရင်မျိုးမြေပေါ်မှာ တွားတက်သောတိရစ္ဆာန်မျိုး ပြန်တက်သောကြက်ငှက်မျိုးအသက်ရှင်သောတိရိစ္ဆာန်အမျိုးမျိုးအပေါင်းတို့တဲ့ကအထီးမှအစုံတို့သည်နောအိနှင့်အတူတင်မောတဲ့သို့ဝင်ကြလေ၏ထို့သောနောအိကိုဘုရားသခင်မာတော်တော်မူသည့်အတိုင်းဝင်သောတိရိစ္ဆာန်တို့သည်ခသိန်းသောတိရိစ္ဆာန်တို့ထက်ကအထီးမှဆုံလျက်ဝင်ကြ၏အရာဖျားသည်လည်းနောအိကိုအထဲမှ ပိတ်ထားတော်မူ၏။ရွေလက်မိုးခြင်းသည်ရက်၄၀ပတ်လုံးမြေကြီးပေါ်မှအစဉ်တိုင်းတိုးတက်၍ တင်မော့ကိုမြေမခွာလျက်ဆောင်ယူလေ၏။တပန်းရေတီအားကြီး၍မြေပေါ်မှအလွန်တိုးတက်သဖြင့်တင်မော့သည်ရေမျက်နှာပြင်ပေါ်၌မျောလျက်နေ၏။နောက်တပန်းရေတီမြေကြီးပေါ်မှအလွန်အားကြီးသဖြင့်မိုးကောင်းကင်အောက်၌ရှိသည်မြသောတောင်ကြီးအပေါင်းတို့သည်မြုပ်ကြ၏။ရေမြုပ်သော တောင်တို့အထက်၌လွှမ်းတက်သောရေတီ15တောင်ရှိသည်။မြေပေါ်မှာလှုပ်ရှားတဲ့သောတိရစ္ဆာန်မျိုးတည်ဟူသောငှက်၊တားရင်၊တားရဲ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်အပေါင်းတို့နှင့် လူပေါင်းတို့သည်တည်ကြကုန်၏တသက်ရှုလျက် ကုန်းပေါ်မှာရှိလေသမားတို့သည်တည်ကြကုန်၏မြေမျက်နှာပေါ်၌ရှိသော လူဖြစ်စေသားဖြစ်စေတွားတတ်သောအရာဖြစ်စေမကောင်းကင်ငှက်ဖြစ်စေတက်ရှင်သောအရာရှိရှိသမားတို့ကိုမြေကြီးပေါ်ကပယ်ရှင်းတော်မူ၍ပျက်စီးပြောက်ွယ်ခြင်းတို့ရောက်ကြကုန်၏နော်အေးမဆာ၍နော်အေးနှင့်အတူ ။တိမောထဲ၌ရှိသောသူတို့သာကြံ့ခွင်ကြလေ၏။ယေတီလည်းမြေကြီးပေါ်မှာရပောင်း150ပတ်လုံးအကြီးစွာတည်လေ၏။